ဟာသားဖြိုပြီးဒီမှာတူဦးဖြစ်တဲ့ဦးလေးကတော်ဟာသူ့ရဲ့မျက်နှာပေါ်မှာမျက်ရည်တွေကိုဂျူဒီဇိုက်စေချင်နေပါဗါး64နှစ်အရွယ်ဦးလေးကတော်ဟာချင်းမိုက်မျိုးလန်းတွေပေါ်မှာကဘာလက်ခီးသွွားတွေကိုဖြိုပြီးရင်အရင်ကဝင်ငွေကောင်းခဲ့သူပါဒါပေမဲ့အခုတော့ကဘာလက်ခီးသွွားတွေသူသဖြင့်တရုတ်ခီးသွွားတွေကကြောက်လန့်ပြီးမလာကြတော့ပါဘူး ပြဿနာကတော့ငွေလင်ခိုင်းတွေနဲ့သူတို့အတွက် လုံခြုံရေးကိစ္စပေါ့ခီးသွားတွေကလုံခြုံရေးကသူတို့ရဲ့ပထမဦးစားပေးပါပဲဒီလိုပဲဆက်သွားနိုင်မယ်ဆိုရင်မလုံခြုံဘူးလို့သူတို့ယူဆရင်ချင်းမိုင်ကဘလောက်ပဲလှပနေပါစေသူတို့လာမှာမဟုတ်ပါဘူးထိုင်းနိုင်ငံမြောက်ပိုင်းဟာမြန်မာနိုင်ငံကအွန်လိုင်းငွေလင်ခိုင်းတွေပြန်ပေးဆွဲမှုနဲ့နှိမ့်ဆက်ညှဉ်းပန်းမှုတွေကြောင့်တရုတ်ခီးသွားအများပြားဟာမလာကြတော့ပါဘူးပြီးခဲ့တဲ့နေ့တုန်းကလည်းထိုင်းနဲ့ကမ္ဘောဒီးယားနယ်စပ်မှာနှစ်ဖက်ပြန်လည်ပြစ်ခတ်မှုတိုက်ပွဲတွေကြောင့်လည်းပါပါတယ် စစ်မြေပြင်ကိုဘယ်သူကမှအလက်ရဲ့ပန်းဖြေလာခြင်းကြမှာမဟုတ်ပါဘူး။ဒါအပြင်တရုတ်ခီးသွားအများပြားဟာအမေရိကန်နဲ့ကုန်သွယ်စစ်ပွဲကိုစိုးရင်ပြီးခီးမထွက်ကြတော့ပါဘူး။ချင်းမိုင်နာကမေတန်ပန်းဖြေစခန်းကဆင်းတွေအတွက်လည်းခြေနေကမကောင်းပါဘူး။တရုတ်ခီးသွားတွေရှိပေမဲ့သူတို့ကထိုင်ဝင်ကပါဒီဆင်းတွေအတွက်ဒလကိုအမေရိကန်ဒေါ်လာတထောင်ကျော်ကုန်ကြပါတယ်။ကျွန်တော်တို့ကိုအတော်လေးထိခိုက်ပါတယ်ခီးသွားရသည်ဆိုရင်ကျွန်တော်တို့စီကိုတရုတ်ခီးသွားတွေအများပြားလာရောက်ကြတာပါ ကြည့်လိုက်တာနဲ့ချင်းမိုင်မျိုးဟာတရုတ်ဈေးကွက်ကိုအားထားနေတဲ့လက္ခဏာတွေတွေ့ရပေမဲ့ခီးသွားတွေကတော့မရှိကြတော့တဲ့အတွက်တကယ်ပဲချင်းမိုင်မျိုးအတွက်ချိန်ချောင်းမှုတစ်ခုဖြစ်နေပါဗျ။ချင်းမိုင်မျိုးကိုထိုင်းနိုင်ငံမြောက်ပိုင်းရဲ့မြို့တော်ဖြစ်တည်ကြပြီးပုံမှန်တော့အလွန်ခိုင်မာတဲ့ဒေသခံစီးပွားရေးရှိခဲ့ပါတယ်။လွန်ခဲ့တဲ့ဆယ်စုနှစ်တစ်ခုလောက်ကဆိုရင်ဒေသခံတွေဟာခီးသွွားလုပ်ငန်းကနေဝင်ငွေရနိုင်တဲ့ဆိုတာသိလာခဲ့ကြပြီးချင်းမိုင်မျိုးရဲ့စီးပွားရေးရဲ့60%ကိုခီးသွွားလုပ်ငန်းကပံ့ပိုးခဲ့ပါတယ်။ အခုတော့ဗလာဖြစ်နေတဲ့လမ်းမဆိုင်ငန်းတွေပိတ်ထားတဲ့ဆိုင်ငန်းတွေစာရာတွေနဲ့ဒီတရားမှုကမြို့အနှံ့ပြားဖြစ်နေတာပါ is up to 70%မန်တိုင်းပြောရရင်ချင်းမိုင်စီးပွားရေးရဲ့80%ခန့်အထိကိုပံ့ပိုးပါတယ်။ခီးသွွားလုပ်ငန်းဟာကြီးမားကျယ်ပြန့်တာကြောင့်သူနဲ့ဆက်စပ်တဲ့တဲခွေရေးလုပ်ငန်းတွေ၊စားတောက်ဆိုင်လုပ်ငန်းတွေနဲ့ချားလုံကန်ဈေးကွက်နဲ့လည်းပြီးခိုးနေတာပါ။မြို့နိုင်ငံကလည်းမဖြစ်ဖြစ်အောင်လာရောက်ကြတဲ့ခီးသွွားအချို့တော့ရှိနေသေးပေမဲ့သူတို့ကိုဆွဲဆောင်နေတဲ့တခြားခီးသွွားနေရာတွေလည်းရှိနေတာကြောင့်သူတို့ပြန်လာအောင်မလားဆိုတာဘယ်သူမှတတ်အပ်မပြောနိုင်ပါဘူးရှင်။